ဘင်းညွနဲ့ချက်ချင်းတင်ခွဲကဖွင့်ထားတဲ့ကာမဲစီကိုခံကိုနင်းရအခက်ခဲကြောင်ယာယီပေးရမယ့်အချိန်နည်းရှိနေတယ်လို့ဘင်းညွနဲ့ချက်ချင်းတင်ခွဲစီကတည်ရပါတယ်။လက်ရှိစေခံဖွင့်ထားတဲ့ဘုချုဂျီယုံနာကနေရကိုအခမဲ့အတုပ်ဒူခွင်ပေးထားတဲ့မနပိုင်ရှင်တွေက ပြန်ယူတော့မှဖြစ်လို့စေခံဖွင့်ဖို့နေရအခက်ခဲရှိနေကြတာပါ။စေခံဖွင့်ဖို့ အစားထိုးမြင်ရအဆင်မပြေဘူးဆိုရင်2026ခုနှစ်ဖေဖော်ဝါရီလကမှစီကံကိုရာယီပိတ်သိမ်းရနိုင်တယ်လို့ဆိုပါတယ်။အခမဲ့စီကိုကံကို2023ခုနှစ်နိုဝင်ဘာလမှစတင်ဖွင့်လှစ်ခဲ့ပြီးအခုနှစ်အောက်တိုဘာလကဒီလုံနာအရေးအတွက်2000ကျော်ကိုစီကူတာပေးခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာစီကံဖွဲ့ဖို့လိုအပ်တဲ့နေရာနဲ့အစားအကို ဘွေကျောင်းနဲ့ပြမျိုးကန်ချူကအခမဲ့အတော်ပြုခွင့်ပေးဖို့ကံလန်နေတာတွေရှိပေမယ့်ဒီနေရာအနေထားကြောင့်မဆိုဖြားရသေးဘူးလို့ဒေါက်တာတင်ဆွန်မိုးကပြောပါတယ်။စေတမှာဇီးချုံနဲ့ဗီဒူလိုနာတာရှိလူနာတွေလာရောက်ကူတာမှုညာနေတာကြောင့်လက်ရှိခက်ခဲကြက်တဲ့ကာလမှာ အခမဲ့စေခံကိုမပိတ်သေးရပေပုံမှန်လဲပတ်နိုင်ဖို့ညွှန်လင်းတဲ့အကြောင်းဗီမြုကံမျိုးသားတို့ကပြောပါတယ် ဒဝိမြို့မှာလေနေစီမထားဆရာဝန်များအဖွဲ့ MSF ရဲ့လုပ်ငန်းတွေရင်နာလရတဲ့အတွေ့ MSF တွေကဖွင့်လင်းထားတဲ့မိတ္တာရေးစိတ်ခမ်းကိုလေပြီးခဲ့တဲ့အောက်တိုဘာလကိုကအပြီးပိတ်သိမ်းခဲ့ရပါတယ်